မင်္ဂလာပါ။အော်ဒီယိုဘိုင်းစောင်းတိုင်းမှာကြိုဆိုပါရစေ။ဒီခေတ်ကမှာတော့ငလင်ကြောင့်လမ်းကြောင်းပြောင်းသွားတဲ့လမ်းများကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ယခုပထမဆုံးမြင်ရတာကတော့ငလင်ကြောင့်လမ်းကတလန်းစာလောက်ကိုတိတိတတပြောင်းလဲသွားတာတွေ့ရပါတယ်။ဒီပုံကိုတွေ့ကြတာကတော့တကယ်မှောက်ဘူးလို့ထင်ခဲ့ပါတယ်။နောက်ထပ်ဒီပုံကိုတွေ့တော့မှတကယ်ဆိုတာလက်ခံသွားပါတယ်။ဒီလမ်းဟာဘယ်နေရာလဲဆိုရင် စကိုင်း တိရကုဝိပဿနာနဲ့တိရကုတက္ကသိုလ်သွားရလမ်းလို့သိရပါတယ်။ဒါကတော့စကိုင်းကန္နာလမ်းလို့သိရပါတယ်။လမ်းဟာဆယ်ပေလောက်စောင်းသွားတာကိုတွေ့မြင်နိုင်ပါတယ်။ဒီပုံကတော့စကိုင်းမြို့လေကောင်ရုပ်ရှင်ရုံရှင်နာမှာရှိတဲ့စောင်းသွားတဲ့လမ်းပဲဖြစ်ပါတယ်။ဟိုဘက်လမ်းနဲ့ဒီဘက်လမ်းဟာဆယ်ပေလောက်စောင်းသွားတာတွေ့မြင်နိုင်ပါတယ်။ဒီပုံကတော့မုံရွာစကိုင်းလမ်းလို့ထင်ပါတယ်။ဘယ်နေရာရလို့အတိအကျမသိပါဘူး။ ီမှာလဲလမ်းက9ဘေလောက်စောင်းသွားတာတွေ့နိုင်ပါတယ်ဒီလမ်းကတော့နေပြည်တော်ကချစ်သူလမ်းကြားလို့ခေါ်တဲ့ကွန်ကရစ်လမ်းလေးပါချစ်သူလမ်းကြားဆိုပေမဲ့အခုတော့မဆုံးသောလမ်းလေးဖြစ်နေပါပြီယခုပုံမှန်တရားကတော့နေပြည်တော်ကတရားလို့ပဲသိရပါတယ်ငလျင်ကြောင့်တရားဟာပြိုကျမသွားပဲကွေးသွားတာကိုတွေ့မြင်နိုင်ပါတယ်ရုတ်တရက်ကြီးတော့လှတယ်လို့လို့တောင်းထင်ရပါတယ်ဒီပုံကတော့ ဆယ်ရည်သွင်းတဲ့ရေမြောင်းပုံဖြစ်ပါတယ်။လုံးဝရွှေ့ပြီးပိတ်ထားသလိုပဲဖြစ်သွားပါတယ်။ဒီပုံကတော့ဘယ်နေရာလဲမသိပါဘူး။စောင်းသွားတာတော့တော်တော်များပါတယ်။အဲဒီပုံလဲဘယ်နေရာလို့မသိပါဘူး။သူလဲတော်တော်လေးစောင်းသွားပါတယ်။ဒီပုံကတော့မောင်ရွာမန္တလေးလမ်းလို့ယူဆရပါတယ်။သူလဲငါးပေလောက်တော့လမ်းကြောင်းလွဲသွားတာတွေ့မြင်နေပါတယ်။ဒီပုံကတော့ မြင်တဲ့အတိုင်းပဲရေမြောင်ကခါဖြတ်ပြီးတော့ဘေးကိုရွေ့သွားတာမြင်ရမှာပါတစ်ဖက်ကပေါင်ကဒီဘက်ကရေမြောင်တက်တဲ့ကိုရောက်လာတာတွေ့ရှိရပါတယ်တော်ပါသေးတယ်ရေကဆက်စီးလို့ရနေတယ်လို့ကဲမိတ်ဆွေတို့ပတ်ဝန်းကျင်မှာရောဒီလိုထူးဆန်းတဲ့ဖြစ်ပျက်တွေဘာတွေရှိသွားလဲမှန်ပေးကြပါဦး